ောင်းမောင်းပေါ့နော်ဆိုတော့ဒါဘလို character လေးနဲ့ဘလိုလေးပေါင်းထားကြတဲ့တို့ပါအောင်ဒီအောင်စီအောင်မောင်းဇာတ်ကားလေးရတော့ဒါပါပေါ့နော် live drama ပေါ့ live drama ဆိုမှလည်းဒါတဆိုသူရှင်တကားလို့တော့ပြောလို့ရပါတယ်ဒီကားထဲမှာတော့ဒီငိမ့်ကိုဆိုတဲ့ character အနေနဲ့ပါဝင်ပြီးပြောဆောင်တာပေါ့ဒီထဲမှာတော့ပကြီးရဲတယ်တပ်ပုံရိုက်တယ်ဆိုတော့ character မျိုးကိုလောက်ရတာပါတယ် ဖြစ်လာရေးပေါ်တော့ director လုပ်တဲ့ဟာကကျွန်တော်အမြင်ဖြစ်လာဆိုတာဟာတာကိုဖြစ်တယ်ဒါပေမဲ့ဒီဘက်မှာကျတော့ trauma နေတဲ့သူမြန်တင်ဆက်ပြနေတဲ့ဟာလေးကိုတိချလုပ်တာဆိုဒီတော့ group event ပေါ့ပေါ့နော်ဟုတ်ကဲ့အဓိကတော့ဒီဇလန်းလေးကအာဘယ်လိုပြောရမလဲဆိုတော့လေအဲသူလုံးလုံးချင်တဲ့လမ်းကြောင်းအခုလည်းဖြစ်တယ်လို့သူအိမ်မက်လည်းဖြစ်တယ်လို့မြင်တယ်လေအဲဆိုတော့ဒါသူလုပ်ပြခွင့်ရှိတဲ့ အချိန်မှာသူတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်ကျွန်တော်တို့ကလည်းအကောင်းဆုံးဖြစ်အောင်ဒီကားလေးမှာကာရိုက်တာလို့တစ်ခုအနေနဲ့ပါဝင်ပြီးတော့အားဖြစ်ပေးထားပါတယ်ခင်ဗျာမိသားစုဆက်လေးလည်းဖြစ်တာဆိုတော့ဒါတကယ်မိသားစုကိုကျွန်တော်ကပုံစံဆိုတော့ဘယ်လိုမျိုးလေးဒါတွေ့ပြရမှာပြီးတော့လည်းဒါကျွန်တော်ကလည်းအဲအင်အားကောင်းကောင်းနေတယ်ဆိုတော့လေဟုတ်တယ်ဗျာဘာလို့ဆိုတော့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေက ဇက်ကောင်တစ်ခုချင်းတစ်ခုချင်းစီကစိတ်ဝင်စားစရာကောင်းတယ်။အဲဒါပြိတ္တတရဲ့ပေါ့နော်ဒီလိုခေါ်မလဲဆိုတော့ဒီဇလန်းလေးပေါ်မှာထင်မြင်ယူဆချက်ကလေးတွေကလည်းဟိုအင်အားကောင်းတယ်လို့ပြောရမှာပေါ့နော်။ဆိုတော့ဟိုတခါမှတရုတ်မဆောင်ဘူးတဲ့ပြဲဆက်ကလေးတွေပါတယ်။အခုတော့ဟိုပေါ့နော်ကျွန်တော်တို့ဒါလူပြည်နာလောကထဲမှာပဲကျွန်တော်တို့အမြဲတမ်းထီးထွင်းနေတဲ့တရုတ်ဆောင်တွေလည်းပါတယ်လို့ အဲဒီအမှုပညာကိုလုပ်ခဲ့တဲ့အချိန်တုန်းကဒီလမ်းကြောင်းတစ်ခုကိုတူတူလျှောက်လှမ်းခဲ့တဲ့ပုဂ္ဂိုလ်မျိုးစိုးတို့ပါလို့ဆိုနေတာကျွန်တော်တို့ကျွန်တော်တို့ထက်ဒါဒီလောကတွေဆောရောက်ခဲ့တဲ့အမှုပညာရှင်တွေပေါ့နော်ဆိုတော့ဟောဒီဟာတွေရတဲ့တကြောင်းပေါ့နော်အဲ့ပြီးဒီကားလေးပေါ်မှာလည်းဟိုစိတ်ဝင်စားတယ်နောက်ပြီးတော့ဒီကားလေးအဲမှာပါဝင်ရတဲ့အတွေ့အကြုံမလို့ဒီကားလေးရဲ့အာဒီဘောလေး character ဒီကားလေးရဲ့ဆက်ဆောင်မှု ိုပိုရှိသားစီမဲလို့လည်းမြင်နေပေါ့နော်ဒါကြောင့်မလို့လည်းဒီကားလေးမှာပါဝင်ပြီးတော့တိစားဖြစ်တာပါအဓိကတော့ဟိုဒီလိုမျိုးဇန်လန်းဆက်အကောင်းတဲ့အဲရုပ်ရှင်စကားတကားဟိုပြိတက်ကိုကြည့်စေခြင်းလေးရွေးချက်ပေါ့နော်ဒါကြောင့်မလို့ဒီကားလေးကိုလည်းပို့ပို့ကျွန်တော်မင်းမင်းအတားဟိုပြိတက်တွေကြံဟာတာတွေပို့တော့ရမ်းနေတယ်မြန်မာဒီလိုမျိုးတကယ်အနှစ်သာရရှိရှိကားမှုလေးတွေလည်းဒါရိုက်ရိုက်ပို့ဆိုတော့ရစ်တူကြတယ်လေအဲ့တော့ဒီကားလေးကိုဘယ်လို ဲဒီကားလေးကဟိုရသဆုံကားလေးပါ928ပုံမှာတော့အခြေခံလာတာပေါ့ဘယ်လိုပဲဖြစ်ဖြစ်လေဒီချစ်ချင်းတရားလေးအခြေဆိုတာကဟိုဘယ်လိုပေါ့ဗျာပူလောင်မှုတွေပေါ့ဒီကားလေးမှာပါဝင်တဲ့အခြေဆိုနေမှာဆိုတဲ့အချိန်လေးတိုင်းပေါ့နော်အခြေဆိုတာလည်းခံမှန်းရခက်တယ်အဲတစ်ခါကလေးမှာဆုံးဖြတ်ခြင်းလို့တစ်ခါကလေးကြလည်းရှောင်းလွဲကျင်တယ်ပဟိနိဆန်တယ်ပေါ့နော်အဲချစ်ချင်းမေတ္တာကိုတော့ဒီကဦးစားပေးပြီးတော့ပေါ်ကျူးထားတဲ့ဟိုရပ်ရောက်တဲ့ဇာကားလေးလိုမြင်ပါတယ် မတ်တရတွေဆိုရောဒါအာအမတ်တရားတွေဆိုတော့ကျွန်တော်တို့ကဒီဒီကားရဲနေတဲ့အချိန်မှာဟိုရေကြီးရေရှမ်းမှုတွေဖြစ်ပြီးတော့လေကျွန်တော်တို့ဒါအလုပ်တန်းတွေလုပ်ကြည့်ခဲ့တဲ့အချိန်လေးပေါ့ဒါလေးကတော့ဟိုမရရဖြစ်တယ်ကျန်တာကတော့ဘယ်လိုခေါ်မလဲဆိုတော့မိုးရွာသူဆိုတော့ကြိုက်လိုက်နားလိုက်ပေါ့ဆိုတော့ဘာဖြစ်ဖြစ်ဒီကားလေးကကျွန်တော်တို့အကုန်လုံးဝန်းဝန်းပြီးတော့စူးစမ်းထားတယ်လို့ပြောရမှာပေါ့လေနောက်ပြီးတော့ဟိုတရုတ်ဆောင်တယ်ဆိုတဲ့ဟာတဲ့ပိုလွန်နဲ့တရုတ်ဆောင်မှုတဲ့ပိုလွန်နဲ့ ခံစားမှုပေါ့နော်ကျွန်တော်တို့တရောင်းနဲ့တရောင်းနဲ့ဒါနှလုံးသားနဲ့ထူးစစ်ပုံပေါ်ထားရလို့လည်းမြင်နေတယ်ကိုခင်လာအနေနဲ့ကလည်းဒီကားမှာသူတချို့ဇညုံးတွေကအဆပေါ့နော်သူစိတ်ကြိုက်တယ်အကုန်လုံးလုတ်တယ်ပြီးတော့ကျွန်တော်တို့ကလည်းအဲကျွန်တော်တို့ဘာမှ ਉਹ ပေါ့နော်ဟိုကျွန်တော်တို့ဝင်ရောက်ဆွေးနွေးစရာမလိုအောင်ကိုပြေဆုံးခဲ့တယ်ပေါ့ဒီကားလေးကဆိုတော့တော်တော်လေးအဲဟိုအားရကျင်းနေစရာကောင်းတဲ့ကားတစ်ကားလို့မြင်ပါ